ခဏတာနာကျင်ပေမဲ့အမတ်မေတ္တဘဝစာကလွညောက်တယ်ဆိုတာဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော်ဆိုင်မွန်ဖြစ်ပါတယ်ဒီနေ့မှာလမ်းကြောင်းနဲ့ပတ်သက်တာကို ကျွန်တော်ပြောပြချင်တယ်ဒီလိုကျွန်တော်တို့လမ်းကြောင်းကိုရေးမှားမယ်ဆိုရင်တော့ကိုယ်ဘဝမှာဘယ်လိုမှလွညောက်မှာမဟုတ်ဘူးရလတ်တွေကစိုက်ထဲမှာအဒီယာကိုကျွန်တော်တို့တတ်နေပြီးရနေပြီးဆိုတာကကိုယ်ကိုဝန်တာပြီးတော့ ချီကျူးမနေနဲ့ကျွန်တော်ပုံမြင်တစ်ခုကိုပြောပြမယ်တနေ့မှဆက်တကောင်ကဒါအတက်ကနေပျောက်ကြတယ်ကွာပြန်လို့မရတယ်ဘူးပြန်လို့မတတ်တယ်ဘူးဒီရောက်မှကခုံကခုံရင်နဲ့တွားနေကျက်တကောင်နဲ့တွေ့အဲ့ဒီကျက်ကစံတော့တောင်းလို့ရတယ်ကခုံကခုံလုံးနေတာပေါ့ဒီနဲ့ကလေးကကျက်ကိုမြင်လိုက်တာနဲ့ဆိုဟော့ဒီကောင်အရင်တော်တာပဲကျက်နားကိုတွားလိုက်ကျက်ကိုပြောလိုက်ခမရရင်တော်တာပဲတဲ့ကျွန်တော်ကိုလည်းတင်ပေးပါတဲ့ချတာဘောကျက်က ငင်းတေချာကြည့်နော်အတောင်ရိုက်တာနဲ့တက်ခုံတာကငါတက်တဲ့အရာတွေကအကျွမ်းဆုံးပဲမင်းကိုတင်ပေးမယ်မင်းတေချာကြည့်ချက်ကလေးကဇန်တော့စိတ်ထဲမှာပီတိဖြစ်တယ်ဝမ်းသာနေတာပေါ့ချက်ကတင်ပေးတယ်ဆိုတော့ကြည့်ရင်လည်းဇန်တော့ချက်ကသူ့ကိုယူပြီးတော့ကခုံကခုံလို့တယ်ကခုံကခုံရင်းနဲ့နည်းနည်းမြင့်လာတဲ့အချိန်မှာအဲသူခုံလို့ရတယ်ဆိုတော့စိတ်နဲ့ဝန်တာပီတိဖြစ်တယ်ပြုံးနေတယ်တယောက်လေးနဲ့အဲ့ဒီအချိန်မှာ ယုံကလေးတကောင်ဖြက်လာယုံကလေးကဖြက်ကလေးရင်မင်းလမ်းကြောင်းယူတာမှားနေပြီမင်းနမူနာယူတာကမှားနေပြီထင်တယ်ဘာဖြစ်လဲငါဆက်လေမွေးလာတာက ကခုံမှုမဟုတ်ဘူးပြန်တန်းဖို့မွေးလာတာမင်းအခုအကောင်းငယ်မော်ပါစိုက်ကြံလင်းယုံတကောင်ပြန်နေတာမင်းတွေ့လားမင်းကသူ့စီမှာတင်ယူမဲစင်တော့တနေ့လေသူ့လိုမျိုးမင်းပြန်နားနိုင်နေတဲ့ ခုမင်းတင်ယူနေတာကြက်မှာဆိုတော့ကြက်ကလည်းခုနေသူ့ဟန်နဲ့သူကျွမ်းကျင်တယ်သူအုပ်စုမှာသူကျွမ်းကျင်တယ်သူတော်တယ်သူကောင်းတယ်ဖက်ကလေးကစဉ်းစားမှကြတော့ကတ်ခုံမှုမွေးလာတာမှမဟုတ်တာဆိုတော့လင်းယုံမှာပညာသွားတယ်တနေ့မှာအဲ့ဒီနှစ်ကလေးကလည်းလင်းယုံကိုပြန်လာနိုင်လာတယ်ဒါကိုဒါကိုပြောချင်တာလေကျွန်တော်တို့ဘဝနဲ့အတူတူပဲဓာတ်တွေကိုအတူယူပြီးတော့ကျွန်တော်တို့ပုံဖြတ်လို့ရတယ် တကယ်လို့ကျွန်တော်တို့စိတ်မှာချမ်းသာခြင်းနဲ့လွတ်မြောက်ခြင်းနဲ့အဲ့လိုကျွန်တော်တို့တင်ယူတဲ့နေရာမှာဥပမာတကယ်လို့နေစားလုပ်နေတဲ့လူစီမှာကျွန်တော်တို့ချမ်းသာတဲ့အကြောင်းတွေလွတ်မြောက်တဲ့အကြောင်းတွေကသူ့စီမှာတွားတင်မယ်စင်တာဖြစ်နိုင်တာသူ့နေသူ့ဟန်တဲ့တော့သူ့အစဉ်ပြေတယ်တနေ့လုံးတနေ့စားတစ်လလုံးတစ်လစားဆိုတာအဲ့မင်းကဒီတနေ့လုံးတနေ့စားခြင်းနဲ့စိတ်မှမဟုတ်တာမင်းကလွတ်မြောက်ခြင်းနဲ့စိတ်မင်းချမ်းသာခြင်းနဲ့စိတ်ကိုသူ့စီမှာတွားတင်လို့ရမလား မရနိုင်ဘူးလေ။အဲ့မဲ့လုံမြောက်ခြင်းနဲ့ဆင်တော့မင်းလုံမြောက်တဲ့လူစီမှာချမ်းသာတဲ့လူစီမှာသွားပင်ယူရမှာ။ဒါမှမင်းချမ်းသာတဲ့လူလိုမျိုးဖြစ်မယ်။လုံမြောက်တဲ့လူလိုမျိုးဖြစ်မယ်။မင်းလူရွေမမားနဲ့။မင်းလူရွေမှားစင်တော့တင်းတဲ့နေရာမှားစင်တော့မင်းနမူနာယူမှားစင်တော့မင်းဘဝတစ်ခုလုံးကလုံမြောက်မှာမဟုတ်။ခဏတာနာကျင်ပေမဲ့ခဏတာဒုက္ခရောက်ပေမဲ့ဒါမှမင်းတဘဝစာကလုံမြောက်တယ်ဆိုတာဒီ နှစ်ခုကဘယ်ဟာကိုမင်းရွေးမလဲဆိုတာမင်းဘဝကိုမင်းဆုံးဖြတ်ပါလို့ပါချင်ပါတယ်ဟုတ်ကဲ့အားလုံးမင်္ဂလာပါ